ားလုံးပဲမင်္ဂလာပါ။အဲတော့ရေပိုင်းအတွင်းမှာတက်လာတဲ့သတင်းတွေထဲမှာလူသေသင်္ဘောသားတွေနဲ့ပတ်သက်တဲ့သတင်းဇိုးတွေကတော်တော်များပါလေ။ဆိုတော့အဲ့ဒါတွေကအခုမှဖြစ်တာမဟုတ်ဟိုရင်ကလေးကအစဉ်ဆက်ဖြစ်ခဲ့တာ။စဉ်ဆက်ဖြစ်ခဲ့တာ။ဒါပေမဲ့လူတွေကတည့်ရတိုင်းနဲ့ကို့ထီမှာကို့အပူလို့မှတ်ပြီးတော့ဟောတည့်ရသားနဲ့လေအဲနှုတ်ပိတ်နေခဲ့ကြတာပေါ့နော်။ပြီးရင်တချို့လေတနင်္လာတော့လိုက်ကူညီပေးတာရှိ။အဲ့တော့ ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီလောကမှာကအဲလိန်လို့အကောင်းဆုံးပေါ့နော်ဆိုတော့ပြီးသွားရင်အဲဒီနောက်ပိုင်းမှာတင်မောလာဘက်ကိုလာတဲ့လူတွေများတဲ့အကြောင်းမလို့ဆိုတော့ပို့ပြီးတော့ပို့လိန်မှုလိန်တဲ့လူတွေပို့များလာတာပေါ့နော်ဘာမှအထောက်ထားမရှိဘူးဩရုံးငန်းလည်းမရှိဘူးလိုင်စင်လည်းမရှိဘူးနော်လက်ဖိတ်တိုင်းမှာပတ်စံတွေပေးယူလုပ်ကြတယ်အဲစုံတယောက်ရဲ့ထောက်ခံမှုနဲ့ပါဇက်ပြောလေးနဲ့ သူများရဲ့ပါဇက်ဖျားမှာပဲလမ်းဆုံးပြီးတော့ပဆန်တွေပေးလိုက်ကြတယ်အဲ့ဒီမှာငွေလင်ခံရတာတွေရှိတယ်တင်မို့ရောက်ပြီးမှဒုက္ခရောက်နေတာတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီနေ့ဒီဗီဒီယိုမှာ ကျွန်တော်အဓိကပြောချင်တာကကျွန်တော်တို့ဒီတင်မို့သားလောကမှာရှိတဲ့လူတွေလူတွေတဲ့ဒီကုမ္ပဏီတွေထဲမှာသူတို့ရဲ့ဘာရှိတယ်ဆိုတော့တမိုင်းရှိတယ်တမိုင်းသူတို့ရဲ့လာရလမ်းကြောင်းရှိတယ်အဲ့ဒါတွေကိုကျွန်တော်ကလေ့လာကျွန်တော်ဒီဟိုဟာမှာဆိုရင်တော့ addicts ပါလို့ ဒီ truck truck line ကိုပြတာเนาะသူတို့ဘယ်ကနေလာခဲ့လဲဆိုတော့ bus truck ကိုပြတာမျိုးရှိအဲ့ဒီလိုပဲတင်မောသားလောကမှာလည်းရှိတဲ့လူပုတ်ကိုတူတူယောက်ချင်းဒီတိုင်းမှာလည်းအဲ့ဒီတမိုင်းကြောင်းတွေရှိတယ်အဲ့ဒါတွေဖျောက်ဖျက်ပြလို့မရဘူးပြီးရင်ဟိုကုမ္ပဏီတိုင်းမှာလည်းကုမ္ပဏီတွေမှာလည်းတမိုင်းကြောင်းတွေရှိဒီကုမ္ပဏီကအခုမှဖွင့်လာတာဘယ်ကလေးကဖွင့်လာတာဒါတွေကတင်မောသားလောကမှာ9နှစ်6နှစ်လောက်နေခဲ့တဲ့လူတွေဆိုရင်ဒီကုမ္ပဏီကတည်သွားပြီ င်မောပေါ်မတက်ခင်မှာအဲ့လိုမျိုးတွေလေးလာဖို့လေလိုတယ်။ဒါကျွန်တော်တော်ဦးတဲ့အတွက်ပြောမယ်ဆိုရင်အဲကျွန်တော်တို့ဒီအရင်တော့ဆို MSU group ထဲမှာကျွန်တော်စာရီဖက်ပြီးစာရီရေးတဲ့အချိန်က2016ဆက်ခွန်ဝင်းအဲ့ဒီမှာကျွန်တော်တမောသားနဲ့ပတ်သက်ဆောင်းပါးတွေရေးတယ်ဆိုတော့နောက်ပိုင်းအဲ့ဒီမှာဟိုမရေးပြတော့ဘူးမရေးပြတော့ဘူးကျွန်တော် page လုပ်တယ်2016မှာကျွန်တော်ဒီဘောရညမှာစီမံ page ကိုလုပ်တယ်အော် page name ကတလွဲပေါ့နော် ေးခြင်းနာမည်ရှင်းပေးတာနော် grammar မားလို့ကောတဲ့ဘဲတွေလည်းအများကြီးပဲဆိုတော့အဲ့ဒါတပိုင်းပါနော်ပြောချင်တာအဲ့ဒီ2016စက္ကွန်တွေကကျွန်တော်တို့ကဒီ line ပေါ်မှာကျွန်တော်တို့တွေ့မြင်နေရသမျှနော်ကျွန်တော်တို့တင်မောသားလောကမှာတွေ့မြင်နေရသမျှစိတ်ထဲဘဝင်မကြတဲ့အချက်တွေကောင်းခြင်းမကောင်းခြင်းဆိုတဲ့အချက်တွေအကုန်လုံးကိုကျွန်တော်တို့ဝေဖန်တဲ့စောင်းပါးတွေအစဉ်ဆက်ရေးခဲ့တယ်ဆိုတော့အဲ့ဒီကလေးကတိတဲ့ brother တွေလည်းရှိတယ် အော်ကျွန်တော်ဝူဒီတိတည်နေတဲ့ brother တွေလည်းရှိတယ်။ဒါကျွန်တော်ရဲ့တမိုင်းကြောင်းပေါ့နော်။ကျွန်တော်ရဲ့တမိုင်းကြောင်းပြောနေရင်လည်းဒီကျွန်တော်အခုလက်ရှိလုပ်နေတဲ့ VIP စီမံဆာဗစ်ကဘလို့ဖြစ်တည်လာလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာတေချာလေးပြောပြချင်တာ။ဘာဖြစ်လို့လဲဆိုတော့ဟိုလူတယောက်ရဲ့တမိုင်းကြောင်းကွန်မြူတစ်ခုရဲ့တမိုင်းကြောင်းနော်အဲ့ဒါဒီကတည်ထားဖို့လိုတယ်။ဆိုတော့ပြီးလိုက်ပြီးတော့လိုက်ကြည့်ဖို့လည်းလိုတယ်။ဆိုတော့ ဆိုတော့ကျွန်တော်2016 2016ဆန်စာရေးတဲ့ဝေဘန်နဲ့အဲ့ဒီချိန်တုန်းကကျွန်တော်ကြည်ချင်းလောင်ရေးခဲ့တာကတမောသားလူသစ်တွေအလွယ်တကူနဲ့ဒီလောကတွေမဝင်လာဘူးဝင်မှုစူးစမ်းရင်လည်းတေချာလေ့လာပြီးမှဝင်လာဘူးပတ်စံတွေလွယ်လင်းတကူမပေးကြဘူးအဲကျွန်တော်အဲ့ဒီအပိုင်းကိုဇောင်းပေးပြီးတော့စာရေးရေးသားခဲ့တယ်အဲ့တော့နောက်ပိုင်းမှာ ကျွန်တော်ကဒီ page လုပ်ပြီးတော့ကျွန်တော်ဟောစာဆက်ရေးတယ်အဲတမောဘောအကြောင်းအရာလေးရေးတယ်ပြီးသွားရင်ကျွန်တော်ဒီ class 3 စကမိတ်ဆာမှုဝင်ဖြည်တယ်ဝင်ဖြည်ပြီးတော့တင်မို့ဘောရောက်တယ်တက်မိတ်ဘောကနေတင်မို့ဘောရောက်တဲ့အချိန်မှာကျွန်တော်ပေါ်လာတယ်ကျွန်တော်တို့တောင်းဆိုလို့ကျွန်တော်သူတို့အတွက်ဗီဒီယိုဖိုင်လုပ်ပေးလုပ်ပေးနေ page မှာလည်းတင်ပြင်းတင်ပြင်းနဲ့ဩ page က follower တွေများလာတယ်တင်မို့သားလောကအပြင်ဘက်ကလူတွေပါဝင်လာတယ်အဲ့ဒီမှာကျွန်တော်ကတင်မို့သားလောကအပြင်ဘက်ကလူတွေကိုတင်မို့သားလောကတဲကအကြောင်းအရာတွေကို sharing လုပ်ပေးတယ်ကိုတိတလောက်ပေါင်လေးကြီးကြီးလေးတွေကနေပြီးတော့တိတလောက်လေး သူတို့လည်းနားလည်ပါသည်ဆိုတဲ့အနေအထားနဲ့ကျွန်တော် sharing လုပ်ပေးတယ်။အဲ့ဒီအပေါ်မှာဝေဖန်တာတိုက်ခိုက်တာရှိတယ်။ဆိုတော့လူတက်ကြီးလုပ်တယ်ဆိုပြီးတော့ဝိုင်းပြောတာလည်းရှိတယ်။တမန်တော်လောကရဲ့ဆရာကြီးကဝိုင်းကြွေးတာလည်းရှိတယ်။ဒါတွေကပြဿနာမဟုတ်ဘူးကျွန်တော်တို့ကကျွန်တော်ကျွန်တော်သွားနေတဲ့ပန်းတိုင်းဒီပါလဲဆိုတော့ကျွန်တော်သိတယ်ကျွန်တော်လုပ်တရားကြီးကကျွန်တော်ဆက်လုပ်တယ်ဆိုတော့ကိုလုပ်လိုက်တဲ့အရာဒီတစုံတစ်ယောက်ပေါ့အကျိုးပြုနေသေးတယ်ဆိုရင်ကျွန်တော်လုပ်ရတာတန်တယ်เนาะကျွန်တော်အပြောဆိုခံရတာတန်တယ်ဥပမာပြကျွန်တော်တို့ကရေးတယ်အာဒီ ီလောကမှာဒီလူတွေကဒီလိုမျိုးလိန်နဲ့ခွင်နေနဲ့လိန်တက်တယ်เนาะပဆန်ပြီးရင်ဘလို့ဘလို့နေရာတွေမှာပြီးအဲ့တော့ကျွန်တော်ဝေဖန်တိုက်ခဲ့တဲ့လူတွေကဘယ်ကလူတွေလဲဆိုတော့အဲ့လိုလိန်စားတဲ့အဖွဲစီအဖွဲကလူတွေပေါ့เนาะအဖွဲကအဲကျွန်တော်အကောင့်တူမျိုးစုံနဲ့ဒီအကောင့်တွေလော့ချပြီးတော့ဝင်ကျုံးတာပေါ့เนาะကျွန်တော် page မှာဝင်ဆဲတယ်ဝင်ပြောတယ်ဘာညာပေါ့เนาะအဲ့ဒါတစ်ပိုင်းဆိုတော့အဲ့လိုဗီဒီယိုစတင်တင်နေကျွန်တော်ကအဲကျွန်တော် အဲဗာပြဿနာတက်ဆိုတော့ဒီပွဲသားတယောက်နဲ့ပြီးရဲ့နှစ်တော့ပါနော်ဆိုတော့အဲ့ဒီမှာကျွန်တော်ကျွန်တော်ရေးတဲ့စာတစ်ကြောင်းကိုသူ့ကိုပြောပါတယ်ဆိုပြီးတော့သူကပွဲရှာတယ်အော် Facebook မှာပွဲရှာတယ်ပေါ့နော်ဆိုတော့ပွဲရှာပြီးတော့အဲ့ပွဲရှာတဲ့အချိန်မှာအောက်မှာဘာတွေပါလာလဲဆိုတော့ကျွန်တော်မှတ်မိရအာခမရကအဲ့လူကလူတိတင်မောတာကိုတင်မောရအောင်မတင်ပေးနိုင်မင်းနဲ့အဲဒီမှာဘိုင်ရှော့ပြောနေမှာမသိဘူးပေါ့နော်ဆိုတော့အဲကျွန်တော်တို့ကတက်တက် ဘာမှမလုပ်ပေးနိုင်ပဲနဲ့အားတဲ့ပုံစံပေါက်တာပေါ့နော်ဟိုလေ သူများလုပ်ပေးနေတာကိုပြန်မလားလေဝိုင်းထူတယ်ဝိုင်းဖောင်းထူတယ်ပုံစံမျိုးဖြစ်သွားဆိုတော့โอเคဆိုတော့ကျွန်တော်ပရမအဆင့်မှာလူတိတွေမလာဘူးပြောတယ်โอเคဒုတိယအဆင့်မှာကျွန်တော်ဘာပြီးစပြီးလုပ်လဲဆိုတော့ဒီလူတိတင်မောသားတွေကိုလာပြီးတဲ့လူတိတင်မောသားတွေကိုမမှန်ကန်နဲ့တင်မောဖို့တင်ပေးနိုင်ဖို့ဘလို့ငါလုပ်ပေးနိုင်မလဲပေါ့ ဒါတင်မောတဲ့လောကမှာလိုအပ်တဲ့ကွက်လက်တခုပေါ့နော်။လမ်းကြောင်းမှမှန်ကန်ကန်နဲ့တင်မောကိုရောက်သွားဖို့ဘယ်လိုလုပ်ပေးနိုင်မလဲ။ဟိုလလရဲ့ကြီးကိစ္စကတော့ဒါကကာယကရှင်တွေသဘောပေါ့နော်။ဆိုတော့အဲ့ဒီမှာကျွန်တော်စပြီးတော့စဉ်းစားတာကပြင်တစ်ခုကတင်နန်းကြီးတွေမှာဟိုကအဲကွာဟာကြက်တွေရှိတယ်ပေါ့နော်။ဟိုကိုအပ်တဲ့ပွဲသားတွေပေါ်မူတည်ပြီးအေဂျင့်တွေပေါ်မူတည်ပြီးတော့ကွာဟာကြက်တွေအများကြီးရှိတယ်။ဒီငကိုပေးရမယ့်တင်နန်းကြီးနဲ့အေဂျင့်ကတောင်းတဲ့တင်နန်းကြီးကြားမှာအာ အများကြီးကွာဟာချက်တွေရှိဆိုတော့အဲ့ဒါကိုလည်းကျွန်တော်ကချုပ်ငင်နေပြီးသွားရင်ဒီဘက်ချမ်းမှာလည်းဒီတင်တင်မွန်တာတွေတင်တန်းတက်ပြီးတာနဲ့အလောက်ကန်ရဖို့တင်မောပေါ်ရောက်ဖို့မမှန်ကန်ကန်နဲ့တင်မောပေါ်တင်မောအမှန်ကန်တွေပေါ်ကိုလာတာမမှန်ကန်ကန်နဲ့ရောက်ဖို့သူ့ယာတို့အမှန်နဲ့ဆိုတော့ကျွန်တော်အဲ့ဒါမျိုးလှုပ်ချင်တယ်ဆိုတော့ပြောရရင်တော့ဒီတင်တန်းစာပြီးတော့တင်မောရောက်တဲ့အချိန်ဒီ one stop service ကျွန်တော်ပေးချင်တာဒါပေမဲ့ကျွန်တော်အဲ့ချိန်တုန်းကတင်မောပေါ်မှာရှိတဲ့လုံနိုင်တဲ့ဘောင်က ကျင်းကျင်းလေးပဲရှိသေးတယ်။ဆိုတော့ကျွန်တော်အဲ့ဒီကလေးကအခုလက်ရှိအတူလှုပ်တူတွဲလုံနေအကူနဲ့တိုင်နေတယ်။အကူကိုကြီးကျွန်တော်ဒီတင်မောသားလူသစ်တွေကိုဒီလို service လေးပေးခြင်းနဲ့ကြောက်အောင်လှုပ်ချင်။အဓိကကျွန်တော်တို့လည်းအလုပ်ကံတစ်ခုရမယ်။ဒီတင်မောသားတွေကိုယ်တိုင်လည်းတင်မောဖို့မှန်မှန်ကန်ကန်ရောက်သွားမယ်။ပြီးသွားရင်အလိမ်မရှိပဲပဲနော်။ကျွန်တော်တို့ကိုယ်တိုင်အမကန်ချက်ပေးနိုင်တဲ့ line အနေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးလှုပ်လှုပ်ချင်။နော်။ဆိုတော့ပြီးသွားရင် ကျွန်တော်လည်းဒီလောကထဲမှာမိုက်နေဆိုတာအော်ကြီးကြီးလုံနေဆိုတာဒီ page အားကိုးနေเนาะဒီအမျိုးတွေအားကိုးနေကျွန်တော်မိုက်တာဆိုတော့ကျွန်တော်တွဲပြီဆိုရင်တို့ကလည်းတည်တယ်ပေါက်ကက်လုံလို့မရဘူးပေါက်ကက်လုံရင်ဒီဘက် line ပေါ်မှာအော်မယ်အဲ့ကြိုင်ကုမ္ပဏီရဲ့တိတ်ခါကြာမယ်အဲအဲ့လိုပေါ့နော်ဟိုတခါသားလုံလို့မရဘူးကျွန်တော်တို့လည်းတွဲတဲ့အချိန်မှာအဲ့လိုမျိုးတို့ကလည်းနားလဲထားတယ်အဲ့တော့ကျွန်တော်ကလည်းကျွန်တော်စိတ်ချရတဲ့လူတွေနဲ့အလုပ်လုပ်တယ်စိတ်ချရတဲ့ line နဲ့စကားပြောတယ်အမြင်အစွန်းပိုင်းကတော့ နဲတာရှိမယ်များတာရှိအဲ့ဒါကသူတို့ရေသူတို့နဲ့တင်မောသားကြတဲ့အပိုင်းကျွန်တော်တို့အပိုင်းကကျွန်တော်တို့ကလည်းအလုပ်တစ်ခုရှိမယ်တင်မောသားလူသစ်တွေကလည်းအာမှန်မှန်ကန်တဲ့တင်မောပေါ်တက်သွားမှာနော်အဲ့ဒါကကျွန်တော်ရဲ့ planning ပေါ့နော်ဆိုတော့ဘာမှမလုပ်ခင် plan ချထားတဲ့အပိုင်းအဲ့လိုလုပ်ချင်တယ်ပေါ့နော်ကျွန်တော် target က one stop service ပေးချင်တယ်ဆိုတော့ဒါပေမဲ့တကယ်တကယ်တမ်းကျွန်တော်တို့ဒီ6လပိုင်းတော့24 6လပိုင်း7လပိုင်းတော့မှကျွန်တော် online service စပေးတဲ့အချိန်မှာ ဘာဖြစ်လဲဆိုတော့အစ BS ကြီးလိုနေတာကတင်မိုးသားလူတင်မဟုတ်တကယ်လည်းမလိုဘူးလူတင်တွေအများကြီးပုံထက်လူတင်မဟုတ်ပဲနဲ့သူကလူဟောင်းတွေကိုပဲသူတို့ကလိုချင်တာကျွန်တော်လိုက်ပြီးတော့အစ BS line အနေနဲ့စကားပြောကြည့်တဲ့အချိန်မှာဆိုတော့ okay မင်းဒီလိုလုပ်ရင်တော့ဒီလူရှာပေးနိုင်တော့မင်းကဒီလို service fee ပေးမယ် okay ဒါဆိုရင်ကျွန်တော်တို့က that's enough ဆိုတော့တင်မိုးသားအတွက်ကျွန်တော်တင်မိုးသားကြီးပတ်စံတောင်းရမလို့ဘူး service fees ကဒီ SBA agent တွေစီကနေပြောရမယ် โอเคဒါဆိုရင်အဲကျွန်တော်လုတ်ဖြစ်မှာเนาะလုတ်မယ်ဆိုတော့ကျွန်တော် online service စလုတ်တယ်အဲ့ဒီအချိန်မှာဟိုကျွန်တော်အခုတွဲလုတ်တယ်ကိုဝနာကလည်းစပြီးတော့သူတို့သူကလည်းတင်းမောပေါ်ဆင်းကြတယ်စပြီးလုတ်နေပြီအဲ့ဒီပုံစံဒါပေမဲ့ကျွန်တော်နှစ်ယောက်ပြန်တွဲမိတဲ့အချိန်မှာအချိန်အဟုန်တော်ကောင်းသွားတယ်ဆိုတော့ကိုလာပိုင်းထဲမှာကျွန်တော်တို့အထွက်မရှိဘူးကိုလာပိုင်းကလေး trying ခဲ့တဲ့ reset ကပဲအချိန်မှာအဲ reset ထွက်တယ်ဆိုတော့ဆယ်လာပိုင်းထဲမှာကျွန်တော် reset ဆက်ထွက်တယ်နော် ဆယ်လာပိုင်းမှာကျွန်တော်ဈေးဥစားပေါက်ဆိုတော့လူဟောင်းအဲ့လိုလူတစ်ဟုတ်တယ်လူတစ်ဖြစ်နေထားပါတော့ဈေးဥစားပေါက်တယ်အဲ့ကလေးကကျွန်တော်တို့ကအဲလူတစ်တွေကိုတင်မဖို့ဘူးလုံလုံနဲ့မမှန်ကန်ရောက်သွားဖို့ service ပေးနိုင်ပြီးတော့နောက်ပိုင်းမှာကျွန်တော်လူဟောင်းတွေကိုတောက်လျှောက် service ပေးနိုင်တယ်ဘောနော်အလုပ်ရှာပေးနိုင်ရတယ်လူတစ်တွေကိုကြတော့ဘာခက်ခဲဖြစ်နေလဲဆိုတော့ကျွန်တော် interview လွှတ်လိုက်တဲ့အချိန်မှာလူတစ်တွေက interview နိုင်ဘူး အင်္ဂလိပ်လိုလည်းမကောင်းဘူးတင်မောအကြောင်းလည်းနားမလဲလက်မှတ်တော့ကင်ထားတယ်ဩဒါဆိုရင်တော့အဲကျွန်တော်စဉ်းစားလိုက်တာကအဲ့တော့အကိုစာတင်ပေးနိုင်မလားဒီလူသစ်တွေဒီအင်တာဗျူးအတွက်ငါရဲ့စာပေါ့နော်ငါရဲ့လောက် train ဖြစ်နိုင်မလားဆိုတော့ကျွန်တော်တို့ okay လောက်ကြမယ်ဆိုပြီးတော့အဲ့ဒီ service ထပ်လုပ်တယ်အင်တာဗျူးအတွက်ကျွန်တော်တို့တင်မောအလုပ်ခေါ်တဲ့နေရာမှာဖြည့်ရမယ်အင်တာဗျူးအတွက်ကျွန်တော်တို့ကစပြီးလုပ်တယ် နော် service စပေးတယ်အဲ့ဒီမှာလူတစ်တွေနည်းနည်းလေးအဆင်ပြေလာတယ်ဒီ SRPS လူတစ်တွေကိုခေါ်ပေးတယ် SRPS တွေနေလဲကျွန်တော်ချိတ်ဆက်မိလာတယ်ဆိုတော့ကျွန်တော် VIP စဖြစ်ပြီပေါ့နော်စဖြစ်ပြီ online service စပေးပြီအဲ့ဒီမှာကျွန်တော်တို့ဂျုံငန်းကိစ္စစပြီးတော့ဆွေးနွေးတယ် online ကနေကျွန်တော် offline ပြောင်းလာပေါ့နော်ဒီဂျုံနဲ့ဘာနဲ့တေချာလုတ်တော့မှာပဲဒီတက်ပို့ပြီးတော့တတိယရောက်ပို့လို့ပေးနိုင်မှာဆိုတော့ကျွန်တော်ပထမတင်နန်းကန်းကိုငှားပြီးတော့ဖွင့်တယ်နောက်ကြတော့ ျွန်တော်ကရုံးနဲ့တင်တယ်တွဲပြီးတော့ဖွင့်ဖို့အတွက်လက်ရှိလက်ရှိရောက်နေတဲ့တင်ငန်းကျုံ BOC အမှတ်တိုင်ကတိုက်ခန့်ကိုကျွန်တော်ငားလိုက်တယ်ငားလိုက်ပြီးတော့ဒီနှစ်နှစ်စာတည့်ရနေ့မှာစပြီးတော့ဖွင့်ဒီရုံးငန်းနဲ့ဖွင့်တဲ့ရုံးငန်းဒီနောက်မှာစတင်ငန်းရှိတယ်ဆိုတော့တခန်းတနားကြီးတော့မဟုတ်ဘူးပေါ့ဗျာကျွန်တော်တို့ level ကပွဲသား level ပဲရှိတာဟိုပြောချင်တာကတို့ပြင်မဲ့ပြောချင်တာကကျွန်တော်တို့ဒီဒီလူတစ်တွေကို one stop service ပေးနိုင်ပြီအခုဆိုရင် သင်တန်းတက်ဖို့အတွက်ဘယ်လိုတက်ရမလဲနော်ဘယ်လိုတက်ရမလဲဘယ်လိုင်းကိုရွေးချယ်ရမလဲကျွန်တော်တို့ကွန်ဆာတန့်လုပ်ပေးတာပေါ့နော်အဲ့ပုံစံပြောတာနည်းနည်းကြီးကျယ်ပါမှာနော်စကလုံးကတော့ဆိုတော့ကျွန်တော်တို့ကြံပေးဆွေးနွေးပေးတယ် free free ပေါ့နော်ကျွန်တော်တို့နှစ်ယောက်မှရှိတဲ့ knowledge အကုန်လုံးကိုသူတို့ပြောပြပေးတယ်ဆိုတော့ဒါဆိုရင်သူတို့ကလမ်းကြောင်းရွေးမမှားတော့ဘူးအချိန်ကုန်လည်းတက်တာဝေကုန်ကြီးကြလေအရင်ကျင်းဝင်ပေါင်ကျင်းဝင်ပေါ့နော် တကယ်ကုံရမယ်ပတ်စံထက်ကိုနည်းနည်းလေးပဲကျွန်တော်ပို့ကုန်မယ်ကျွန်တော်စားပစ်ဖီနည်းနည်းလေးပဲယူတယ်ပြီးတော့အဲ့ဒီကောင်လေးတွေတင်တန်းဆင်းပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ interview နဲ့နောက်ထပ်ကျွန်တော်တို့လိုအပ်တယ်ဆိုပြီးတော့ speaking တင်တန်း၃ဘတ်စာကိုဖွင့်15ရက်စာကိုလည်း speaking တင်တန်းရှိတယ်အဲ့တော့နောက်ပိုင်းမှာကျွန်တော် quick order training တွေပိုင်းနဲ့လည်းချိန်ဆက်ထားတာရှိတယ် wedding နဲ့လည်းချိန်ဆက်ထားတာရှိတယ်ဒါထားပါဆိုတော့ကျွန်တော်အဲ့ရအဲ့ဒီရောက်ပါပြီဆိုတော့ဒီကောင်လေးတွေတင်တန်းအကုန်လုံး PYC ဒီ passport စာအုပ်စုံပြီးတော့ကျွန်တော်တို့က အင်တာဗျူးတင်တဲ့နဲ့ထည့်မယ်နည်းနည်း polish လုပ်မယ်ပြီးသွားတယ်နဲ့ကျွန်တော် SRBS ကိုပို့မယ်အင်တာဗျူးမယ်အောင်ပြီဆိုရင်သူတို့တင်ပေါ်ဆောင်မယ်လို့ရတချို့ SRBS ကလည်းဟောရိုက်ကြီးကြည်တယ်ဗောနော်တစ်နှစ်တည်းနဲ့တချို့ကြောက်လည်းမကြည်ဘူးဒါကတော့တင်ပေါ်သာရွေးချယ်ရမယ်အပိုင်းဗောနော် Okay ဒါကလူသစ်တွေတို့ကကျွန်တော်တို့ဘလို့တဖြည်းဖြည်းတတိတိဖြစ်ပေါ်လာလဲဆိုတော့ကျွန်တော်က TVMB service အကြောင်းကိုပြောပြတယ်။လူကောင်းတွေတွေ့ကြတော့ငကိုကလေးကကျွန်တော်က တမောကတမောကပြန်လာရင်ချိမြဘောဓာတွေကိုအလုရှာခိုင်းတဲ့ဘောဓာတွေကိုလူပေါင်းပြည့်ဆိုရင်ကျွန်တော်လိုင်းတွေကိုကျွန်တော်လိုက်နေတဲ့လိုင်းကိုကျွန်တော်သွင်းပေးနေကြအဲ့တော့ကျွန်တော်အဲ့ဒါကိုပဲအလုတစ်ခုအနေနဲ့ကျွန်တော်ဖန်ပြီးလိုက်တယ်အကျွန်တော်နဲ့တွဲလို့တဲ့ကိုနာလည်းနားပြီဆိုတော့သူလက်ရှိရှိနေမှာဆိုတော့သူနဲ့တွဲပြီးအလုလုပ်ပြီးတော့အလုတစ်ခုအနေနဲ့ကျွန်တော်ဖန်ပြီးလိုက်ဆိုတော့ပြောချင်တာကအဲ့လိုမျိုးကျွန်တော်တို့ကအစင်းစင်းဖြတ်တန်းလာတာဗျပထမဆုံးအဆင့်အလုတ်ကန်မရှာပွေးနိုင်ဘေးကင်မှာ အရင်စွတ်မလာကြဘူးကျွန်တော်တို့တားတယ်တားမရဘူးဟိုကျွန်တော်တို့ပြောတာလည်းပြောတယ်ဗောနော်ဒါပေမဲ့လည်းသူတို့ကအလုပ်လုပ်ချင်တယ်အလုပ်လုပ်ချင်တယ်โอเคအလုပ်လုပ်ချင်တယ်ဆိုရင်တော့ဒီအလိညာတွေကိုရှောင်ရှားနိုင်ဖို့မမှန်ကန်လမ်းကြောင်းရွေးနိုင်ဖို့လိုတယ်ဒါကြောင့်မလို့ကျွန်တော်ကဝင်ပြီးတော့ဒီ service ကိုဝင်လုပ်ပေးတာဝင်လုပ်တယ်သူတို့တို့လည်းအလိညာကင်းမယ်အကျိုးရှိမယ်ကျွန်တော်တို့တို့လည်းဝင်ဝင်ရတဲ့လမ်းကြောင်းတစ်ခုဖြစ်မယ်ဗောနော်အဲ့လိုအနေနဲ့ကျွန်တော်ကလက်ရှိဒီနေရာထိရောက်လာတာဆိုတော့ဒီနေ့ဒီနေရာထိရောက်လာတာက ဒီကျွန်တော် page မှာရှိတဲ့ follower တွေရဲ့ချစ်သူမုန်းသူအပေါင်းပေါ့နော်သူတို့ရဲ့တက်ရောက်မှုတွေအများကြီးရှိတယ်ဆိုတော့ဒီနေ့အချိန်မှာကျွန်တော် VIP Cement Service ကလူတစ်တက်ရောက်ကိုဆယ်တန်းသာအောင်ခဲ့မယ်ဆိုရင်ကျွန်တော်ဆယ်တန်းအောင်နေနဲ့ပဲလာသေးကြတယ်ပေါ့နော်ဆယ်တန်းသာအောင်ခဲ့မယ်ဆိုရင်တင်းနေလျောက်ပတ်တဲ့ဒီ service ပေးမယ်တင်းနေလျောက်ပတ်တဲ့တင်းမောဘော်ကိုရောက်အောင်တင်ပေးနိုင်ပြီအအကုန်မေးကြတာဝိုင်းမေးကြတာပါကာလာပေါ့နော် ဟိုဘလောက်ကြာမယ် duration ဘလောက်ကြာအစားနဲ့အဆုံးတင်မောရောက်တဲ့အထိဆိုတော့ less than 1 year ရပဲဆိုတော့ within 1 year အတွင်းမှာအဲတကယ်လို့ passport CC ကိစ္စတွေဒါချောမွေပြီးမယ်ဆိုရင်6လဝန်းကျင်မှာဒါ6လဝန်းကျင်မှာကျွန်တော်တို့တင်မောရောက်တင်ပေးနိုင်တယ်လုံးဝဘုတ်ပေါ်မဟုတ်ဘူးမှောက်ကိုတင်မောမဟုတ်ဘူးတင်မောကြီးတင်မောမှန်မှန်ကန်နေပေါ့ကိုတင်ပေးနိုင်တဲ့စားပေမျိုးပေးနိုင်နေပြီဖြစ်တယ်ဆိုတော့ အော်လူတိလူဟောင်းတင်မောသားအပေါင်းသူတော်ကောင်းတို့ကိုမှားကျင်တာကကိုယ့်ပတ်ဝန်းကျင်ကိုလေပြောပါเนาะဟိုမရေမရလမ်းကြောင်းနေနဲ့တွားနေမယ်အစားကိုရင်တော့သူဗျာတင်မောသားလူတွေကစောက်တွေကင်ပြီးသွားရင်နှစ်နှစ်သုံးနှစ်တင်မောကိုရောက်ဖို့မရောက်တဲ့လူတွေအများကြီးရှိဘယ်လိုတွားရမှန်းလည်းမသိဘိုင်လောက်ရမှန်းလည်းမသိဟို education ပေးမဲ့လူလည်းမရှိ knowledge ပေးမဲ့လူလည်းမရှိပြီးတကယ်ကို ကိုယ့်ရဲ့ဆာရဲဇာတန်းတွေကိုမမှန်ကကန်နဲ့အစားပြည့်တခုစီကိုရောက်အောင်ပို့ပေးနိုင်တဲ့ agent လည်းမရှိ service လည်းမရှိအခုရှိပြီရောက်ကျင်တာကအော်တော့လူတိလောက်ရကျင်တဲ့တင်မောလာလောကတွေကိုအခုမှစဝယ်မယ်ဆိုရင် PMU ဆက်တယ်လူဟောင်းတုံးချိုတုံးပြက်နော်အသက်နည်းကြီးွားတယ်စီတိုင်းကက်ဖြစ်သွားတယ်ပြန်ပြီးဆက်တယ်နော်โอเค ျွန်တော်တော့တုံးလဲမကြူတုံးလဲမပြောက်ဘူးလာသားလဲကောင်းနေတယ်မမှန်ကန်ဘူးရောက်ချင်တယ်ယာကြီးစာမွေးလဲဖြေးချင်တယ်ဇာကြီးလဲကြိုလေးလာချင်တယ်ပြန်ပြီးနဲ့ဆက်တွေ့โอเคလာအဲ့တော့ကျွန်တော်အစဉ်ဆက်လာခဲ့တဲ့လမ်းကြောင်းကဒီဒီရောက်လာနောက်ထပ် step နော်နောက်ထပ် level ကဘယ်လိုသွားမလဲဆိုတော့ကျွန်တော်တို့လူသစ်တင်မောသားတွေကိုလာသားနဲ့ရိုက်ကြီးမျှတဲ့ line တွေကိုရောက်အောင် ပြောနေတာအရင်ကြည့်အောင်ဟုတ်ပြီနော်အဲ့ line တွေရအောင်ကျွန်တော်တို့ထပ်ပြီးစူးစမ်းမယ်အဲ့ demo တွေပေါ်ရအောင်ကျွန်တော်တို့ထပ်ပြီးစူးစမ်းမယ်လူဟောင်းတွေကိုလည်းထုံနီးလကောင်းမယ်နော် standard နော် salary အဲ့လေဆိုတော့ဟိုလူပြောတင်းတင်းလျှောက်ပတ်တဲ့လစာတွေရအောင်ဟဲ့ကျွန်တော်တို့စူးစမ်းမယ်အဲ့လိုမျိုးတစ်စင်ကြီးနေကျွန်တော်တို့မှန်မှန်ကန်တွားကြရင် โอเคมาပဲเนาะအဲ့တော့ပြောကျင်တာကဒီမွန်သားလောကနဲ့ပတ်သက်လာရင် VIP စီမံဆာဗေကို လုံးဝမမေ့ဖို့ပါပဲဆိုတော့အားလုံးကိုကျေးဇူးတင်တဲ့ဘေးနာကကိုယ့်ရဲ့မိတ်တင်ခါအပေါင်းကို sharing လုပ်ပေးကြပါဦး